ကဲအခုတိုင်းပြည်မှာကဘေးထွက်တွေစိုးကြိုးတွေတအားဖြစ်နေတယ်ကျွန်တော်တို့တိုင်းပြည်ကိုခင်ဗျားတို့စဉ်းစားကြည့်လိုက်နော်၄နှစ်ရှိပြီပေါ့ဗျာ၅နှစ်ပေါ့၄နှစ်ပေါ့၄နှစ်ရှိပြီတနေ့တနေ့ကိုလူတရားကျော်လူတရားကျော်သိုးစင်းရှင်ရှင်ထွက်ပြီးတော့သေးနေတာနော်ဟိုဘက်ကဟိုဘက်ဖွဲ့အစည်းအဝေးဒီနေရာကိုတိတ်လိုက်ဒီဘက်အဖွဲ့အစည်းအဝေးဟိုနေရာကိုပြန်တိတ်လိုက်ဟိုနေရာကိုတိုက်လိုက်ဟိုလူကိုပြတ်တက်လိုက်နေတနေ့တနေ့ကို လူပေါင်းတရာကျော်တရာကအ ਨੇ ဆုံးသွေးသိမ်းချင်ချင်ထွက်ပြီးတော့တိုင်းပြည်မှာသေးနေတာသွေးညီစော်တွေနန်းနေတဲ့တိုင်းပြည်မှာအခုလိုဆိုးအခုလိုပတ်ဝန်းကျင်ကနေဒဏ်ခတ်တဲ့ဟာတွေမကောင်းဆိုးွားတဲ့ပေးမဲ့ဒဏ်တွေကိုခံရမှာစူးစမ်းတော့မစမ်းဘူးเนาะတနေ့တနေ့တနေ့ကိုကျွန်တော်တို့နိုင်ငံမှာလူတရာကျော်သွေးသိမ်းချင်ချင်ထွက်ပြီးသေးနေတာအ ਨੇ ဆုံးအ ਨੇ ဆုံးတနေ့တနေ့ဟိုဘက်ဒီဘက်ဟိုဘွယ်စီဒီဘွယ်စီအကုန်ပေါင်းရင်တနေ့ကိုလူတရာကျော်မကသေးတယ်အခုငလျင်လာပြီ သွေးညီနဲ့နန်းနေတဲ့အတိုင်းပြည်မှာမကောင်းဆိုးဝါးတွေကြီးဆိုးမှာပဲအဲ့တဲ့ခါကြောင့်မလို့ငလျင်တီလှုပ်ပြီးလူ၃000အထက်ကိုတေးလိုက်မယ်လို့ကျွန်တော်တို့ယူဆတယ်။နော်အခုငလျင်ဖြစ်ပြီးဟိုးတုံးကဆိုလို့ရှိရင် ကိုဗစ်တုံးကလည်းဗိုလန်နီယာတွေကယ်ခဲ့တာပဲပြည်သူကပြည်သူကိုကယ်ခဲ့တာပဲနော်ရေဘေးတုံးကလည်းပြည်သူကပြည်သူကိုကယ်ခဲ့တာပဲအခုပြည်သူတွေကလူငယ်တွေကဗိုလန်နီယာဆိုတာအများစုကလူငယ်တွေပဲ။ အဲ့ဒီလူငယ်တွေကအခုကတော်တဲ့ကိုရောက်တဲ့သူကရောက်လက်နဲ့ကင်တဲ့သူကကင်စစ်မှုထမ်းအမမိုးလို့ပြေးတဲ့သူကပြေးသေတဲ့သူကသေတကယ်တမ်းအခုတိုင်းပြည်စိုးချိုးတွေဖြစ်ပြီးဟုတ်လားအမောက်ပယောဂါတွေရောက်ပြီဆိုတော့ကယ်မဲ့သူမရှိတော့ဘူးနိုင်ငံတကာကိုကယ်ပါကူပါပြောနေတော့လဲနိုင်ငံတကာကလည်းပြောမယ်ဆိုလို့ရှိရင်လာတော့လာခြင်းနဲ့ဒါပေမဲ့အခုလာတယ်ပဲထားအောင်များတရုတ်အမေရိကန်တရုတ်အမေရိကန်မလေးရှားစင်ကာပူလာတယ်အိန္ဒိယလာတယ် လာတဲ့အကူအညီတွေကိုပြည်သူကိုဓာတ်ရိုက်သူတို့လက်နဲ့ပေးပါစေလို့ကျွန်တော်တို့မျှော်လင့်တယ်။ဒါမှမဟုတ်လို့မင်းအောင်လိုင်းရဲ့အစိုးရကိုသွားပေးလိုက်လို့မင်းအောင်လိုင်းလက်ထဲကိုရောက်လို့ရှိရင်တော့သူတို့ဖောက်ပြီးသားမကောင်းတဲ့မကန်းနေရေးပဲရမှာပြည်သူလက်ထဲကိုမရဘူးဟိုတုန်းကနာကစ်တုန်းကလည်းဒီတိုင်းပဲအမေရိကန်လိုအမေရိကန်တို့ကတင်းမောတွေနဲ့လေရင်တွေနဲ့လာတယ်လာပြီးလဲပြီးရောဒီအကူအညီတွေကိုပေးမယ်ဆိုတော့သူတို့လက်ထက်ရနေတစင်ပေးရမယ်ပေါ့ဗျာအဲ့ဒါနဲ့ဟိုလူတွေကမပေးဘူးဓာတ်ရိုက်ပေးရမှာပေးမယ်ဆိုတော့မရဘူးပြန်တော့ဆိုတော့ဘာတစ်ခုမှမရလိုက်ဘူးပြည်သူတွေပြန်ရတယ် နော်ရေပေးရေပေးကြီးလိုက်တဲ့ခါကျတော့ရေပေးတော့ကလည်းဒီတိုင်းပဲဟလာအုတ်ချုပ်ရေးမှုတွေကတဆင့်သွားမယ်အုတ်ဟွာလေးထွေးအုတ်တွေကတဆင့်သွားမယ်လို့ရှောက်ပြောပြောလဲပြောကောင်းတဲ့ဟာတွေကိုအထက်အထက်တည်းကယူသွားတကယ်မကောင်းတဲ့ဟာတွေပဲပြည်သူစီရောက်တယ်အခုတကယ်တမ်းနိုင်ငံတကာကပေးတဲ့အကူအညီတွေကိုပြည်သူတွေလက်ထဲကိုအမှန်တကယ်ရောက်ဖို့ဆိုရင်သူတို့ပေးတဲ့အဖွဲ့အစည်းတိုင်းကကိုယ်တိုင်ပြည်သူကိုပေးမှာပဲတကယ်လက်တွေ့ရောက်မှာမဟုတ်လို့ရှိရင်တော့မင်းအောင်လိုင်းတို့လက်ထဲကိုရောက်လို့ရှိရင်ဟုတ်လား သူတို့ကမသားလက်ဖက်နဲ့လည်းမျက်နှာလှုပ်တယ်လက်ဖက်လည်းကုံအောင်ကအညွန့်ဆိုတာတွေစသွားပြီးတော့မကောင်းတာကိုပဲပြည်သူကိုပေးဦးမှာအားကြောင့်မလို့အခုတော့မေးအောင်လိုက်မေးလို့ကဘာလို့လဲမှတ်လို့လဲငယ်လျင်ဘေးဖြစ်တယ်ဗျာသူကလည်းသူဟုတ်လားအရဝတ်နဲ့လာလဲရတဲ့ဥစ္စာကိုစစ်သားယူနီဖောင်းကြီးဝတ်ပြီးတော့အောင်းမလေးစစ်တပ်ကပဲလှုပ်ပေးနေတဲ့ပုံစံမျိုးနဲ့တကယ်တော့အခုဖြစ်လာတဲ့အခါကျတော့နော်နိုင် ကဲသေးရဲ့အတင်းတွေလည်းမလုံလောက်ဘူးမိသက်တွေလည်းမလုံလောက်ဘူးဗိုလ်လန်တီးယားလည်းမလုံလောက်ဘူးဒါဘာလို့ပြလဲဆိုတော့တိုင်းပြည်မှာမစည်းလုံးတဲ့အခါကျတော့တိုင်းပြည်ကတကယ်တမ်းဟုတ်လားတကယ်တမ်းဟိုတဘာဝဘေးရန်တွေနဲ့ကြုံတွေ့လာပြီဆိုလို့ရှိရင်ဒီပြည်သူကပြည်သူကိုမှမကူညီနိုင်ဘူးပြည်သူကပြည်သူကိုမကယ်နိုင်တော့ဘူးဆိုရင်အကုန်လုံးကပုတ်ပွားပြီးတော့ဒီတိုင်းပဲဖြစ်သွားလိမ့်မယ်အခုတစ်ဆယ်ထဲမှာပြောချင်တာကကျွန်တော်တို့တိုင်းပြည်ကအချောင်လိုက်တာတွေများတယ်ဗျာ ပြိုကျတဲ့ဟာတွေကိုကြီးလိုက်လို့ရှင်အဆောင်ကိုအစ်စ်တွေလည်းပါတယ်နော်အဆောင်ကိုအစ်စ်တွေကလည်းပြောမှဆိုရင်အင်ဂျင်နီယာနဲ့မဆောက်ဘဲနဲ့ပယံဆရာလိုလိုလက်သမားလိုလိုလူတွေနဲ့စောက်လို့အဲ့လိုဖြစ်တာဈေးချိုတာကိုလိုက်လို့အသေးနာကုန်ကြတာလည်းပါတယ်နော်ဒီဟာတွေကကြကြနနစောက်မယ်ငလျင်ဘလောက်စကေးကိုမပြူအောင်တောက်ခံနိုင်အောင်စောက်မယ်ဆိုတဲ့စီမံကိန်းတွေနဲ့ဆွဲပြီးစောက်မယ်ဆိုလို့ရှင်ဒီတိုက်တွေဒီအဆောက်အဦတွေဒီဖုံးကြီးကြောင်းတွေကမပြူဘူးနော်အခုမစိုးရင်တိုက်စစ်ကိုကြည့်လိုက်တိုက်ကြီးမှအကြီးပဲဒါနဲ့ तू က ျွန်တော်ကြည့်ရဆိုတိုင်ထဲမှာပဲတန်ချောင်းလေး၄ချောင်းရှိတယ်ကျန်တာအုပ်သေးကြီးပဲတွေ့တာပြိုကြတော့အကုန်သေးရောအကုန်လုံးပြိုတာဒီကြားထဲပဲအဲ့အဆောက်အဦအများစုကဖောင်ဒေးရှင်းမခိုင်တာတွေပေါ့ဖောင်ဒေးရှင်းကလက်သမားလိုလိုပယံလိုလိုတွေနဲ့စောက်ပြီးတော့အဲ့မှာမြောင်းလေးပေါ့မြောင်းလေးတထောင်တသာလောက်တူးဒူးကောင်းလောက်ကလေးတူးပြီးတော့အဲ့အထဲကိုပဲဖောင်ဒေးရှင်းလေးချပြီးလဲပြီးတော့ပေါ်မြင်းနဲ့တက်စောက်တကယ်တမ်းဖြစ်တော့ပြိုသေးကုန်ရစိတ်နဲတာလောက်ကိုတွေးပြီးလဲပြီးတော့သေတော့ကိုပဲခံရတာ ကိုလည်းမနေရတော့ไอ้တိုက်ကြီးမှာကိုလည်းသေတဲ့ထက်ပါပါပြီအဲ့တော့အချောင်နေတော့အချောင်သေးခံရတာပေါ့ဗျာဟုတ်ပြီလားအဲ့ဒီအခုပြောနေတာကြတော့အခုလက်ရှိပြည်သူတွေအနေနဲ့ကတော့เนาะမင်းအွန်လိုင်းကိုမကူညီတောင်မှပဲလက်ရှိနိုင်အကူညီမှုအသင်းလေးတွေဟုတ်လားဟုတ်လားကဲစေးအသင်းလေးတွေကိုငွေကြေးလေးတွေထောက်ပံ့ပြီးတော့ထိထိရောက်ရောက်လေးကဲညနိုင်အောင်ကူနိုင်အောင်လို့အားလုံးဝိုင်းပြီးတော့ကူညီကြပါဦးလို့နှိုးဆော်ရင်းနဲ့ဒါပါပဲဗျာကိုမေကိုလိုကြီးကိုလည်းသေပါစေလို့ဆုတောင်းပါတယ် တဲ့နောက်ထပ်တစ်ခုပြောချင်တာကတော့ကံကောင်းလို့ထောင်ကြတဲ့အဲမှာဒေါအောင်ဆန်းစုကြည်ပါသွားပြီပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့အခုသမရယုံသမရအိန်တော်ရာတို့ဘာတို့ကပြိုတယ်အဲမှာပါတယ်ဆိုတော့ဒီချိန်မှာအဲ့ထဲမှာဟဲ့သမရအတို့ဘာတို့ညာတို့ရှိနေမှာဆိုလို့ရှိရင်ဒီထဲမှာလည်းပါဝါနိုင်တဲ့လူတွေရှိတယ်အကြောင်းမလို့အစိုးရရအကောင်ကတော့ကံကောင်းလို့ထောင်ကြတဲ့အမေတော်အောင်ဆန်းစုကြည်ကိုဒါဖျားမှားတယ်လို့ပဲသဘောထားရမှာပေါ့ဗျာအားလုံးကျေးဇူးတင်ပါ